ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့အတူတူစိတ်ဝင်စားစရာအကြောင်းအရာတစ်ခုကိုဆွေးနွေးကြအောင်မင်းအဲ့ဒါကတော့ယောမဩဝါဒစာအခန်းကြီး၃ရဲ့အဓိကဆိုလိုရင်းတွေပဲဖြစ်ပါတယ်ခရစ်ယာန်ယူဝါဒမှာတော်တော်အခြေခံကြတဲ့အပိုင်းတစ်ခုပေါ့နော်ဒီဆွေးနွေးမှုအတွက်ကျွန်တော်တို့အဓိကအမိန့်ပြုထားတာက The Wise Believers ကပြင်ဆင်ထားတဲ့၃တစ်ချက်တွေဖြစ်ပါတယ်ယူဝေချက်ကတော့လေအပြည့်အကြောင်းယုံကြည်ခြင်းဖြော့မှတ်ခြင်းဆိုတဲ့ဒီအခန်းကြီးရဲ့အဓိကအချက်တွေကိုပို့ပြီးတော့နားလည်လွယ်အောင် လုပ်ဖို့ပါပဲကဲဒီအကြောင်းကိုအတူတူစူးစမ်းကြည့်ကြအောင်လား ဟုတ်ကဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အခန်းပါပဲအခန်းကြီးရဲ့အစမှာလေအခန်းငယ်၁ကနေရှင်းမှာဂျူးလူမျိုးတွေရဲ့အခွင့်အထူးတွေနဲ့ဖျားရကြီးရဲ့တစ္ဆာရှိခြင်းအကြောင်းစာပြောထားတယ်နော်ရှင်ဘောလူကမေကွန်းတစ်ခုနဲ့စလိုက်တယ်အဲဂျူးဖျားတာဘာထူးလဲအရေးဖျားလိချင်းကတော့ဘာရေးပါလဲပေါ့သူတို့လည်းပြည့်တက်တရားရှင်ခါမှာဆိုရင်သူတို့ရဲ့အထူးခွင့်တွေကဘာလဲဆိုပြီးမေးလိုက်တယ်လို့ပဲအင်း မှာကျန်းစာဘူးလို့ဖြေလဲဆိုတော့သူတို့ကဘုရားသခင်ဗျာဒိတ်တော်ကြီးဆိုလိုတာကနှုတ်ကပတ်တော်ပေါ့လေအနှင်းခံထားရတာကဒီကအာသာချက်ပဲတဲ့ဟုတ်ကဲ့ဒါတုံးရောခွင့်ရတော့မဟုတ်ဘူးမှန်ပါတယ်ဒါပေမဲ့အဲ့ဒီမှာပူရေးကြီးရဲ့အချက်ကဘုရားသခင်ရဲ့တစ္ဆာရှိခြင်းပဲလူတွေက မတီးကြည့်ဘူးဥမာဂျူးတချို့မယုံကြည်ခဲ့ကြဘူးဒါပေမဲ့အဲ့ဒါကဘုရားသခင်ရဲ့ဂတိတော်ကြီးသူ့ရဲ့တစ္ဆာတရားကိုဘာမှမထိခိုက်စေဘူးလေဟုတ်ကဲ့ဟုတ်ကဲ့ဖျားတဲ့ခင်ကတော့အမြဲတမ်းတည်ကြည်တယ်။သူရဲ့တစ္ဆာတရားကသူရဲ့ယုံမြုံပေါ်မှာမမှုထီဘူးပေါ့ ဒါတကယ်အရေးကြီးတဲ့အခြေခံအချက်ပဲ။ဒါဆက်လူသားအလုံးရဲ့အခြေအနေကိုဆက်ကြည့်အောင်အခက်ငယ်ကိုကနေ20ပေါ့။ဒီပိုင်းကတော်တော်လေးအမ်လူသားအလုံးအပြစ်သားဖြစ်နေတယ်ဆိုတာကိုတက်တက်ရှင်းပြထားတာပဲ။ဟုတ်ပါတယ်။ဒီနေရာမှာ ရှင်ပေါလုကဘသူကမှချမထားဘူး။ဂျူးဖြစ်ချက်တခြားလူမျိုးဖြစ်ချက်အလုံးကအပြစ်တရားအောက်မှာပဲတဲ့။အခက်ငယ်ငုံးမှာဆိုထားတယ်လို့ပေါ့။လူအပေါင်းတို့ဒီအပြစ်တရားအောက်၌ရှိကြသည်လို့အပေါ်မှာပြောခဲ့ပြီးပြီဆိုပြီးရောလေ။ ဟွန်းဆိုတော့ဝิญญရေးရမှာဘသူကပူတာတယ်ဘယ်လူမျိုးကပူမြင့်မြတ်တယ်ဆိုတာမရှိဘူးပေါ့လုံးဝမရှိဘူးလူသားအားလုံးအတူတူပဲဒီအချက်ကိုခံမအောင် तू ကတမဟောင်းကျန်းတီအများကြီးကူကားထားတယ်နော်အတိအကျပဲ तू စကားတတ်တတ်မဟုတ်ဘူးကျန်းစာသေးရှိတယ်ဆိုတာပြတာအခန်းငယ်ဆက်ကားနဲ့စနစ်ဆိုရင်ရှောင်းမတော်သူတယောက်မှမရှိဘူး နားလည်တော်သူတယောက်မှမရှိဖျားသခင်ကိုရှာတော်သူတယောက်မှမရှိဆိုပြီးတိုက်ရိုက်ကိုပြောထားတာဟုတ်ကဲ့နောက်ပြီးလူရဲ့စကားတွေအဖြို့မှုတွေရဲ့ပျက်စီးနေပုံကိုလည်းဆက်ပြောတယ်လဲချောင်းကပွင့်နေတဲ့တင်ချိုင်းတွင်းလိုပဲတယ်နှုတ်ခမ်းအုံမှာမွေးဆိုးအစိတ်လိုပဲအတော်လေးပြင်းထန်တဲ့ပုံဖော်မှုတွေပဲอืมနောက်ဆုံးမှာဖျားသခင်ကိုကြောက်ရွံ့နာစိတ်တီသူတို့မျက်မှောက်နိုင်မရှိဆိုပြီးအဆုံးတတ်ချားတယ်လူပြဒနာကတော်တော်နှဆိုင်တယ်ဆိုတော့ကိုပြနေတာပေါ့ ဒီလောက်တောင်ဆိုးရွာနေရင်ပြည့်ညက်တရားကတော့ဘာလို့ပြနိုင်ပါလဲတော်တော်များများကပြည့်ညက်တရားလိုက်နိုင်ရင်အဆင်ပြေမယ်ထင်ကြတာလေအဲအဲ့ဒီအချက်ကိုအခန်းငယ်16နဲ့20မှာရှင်းရှင်းလင်းလင်းဖြန့်ဖြေထားတယ်ပြည့်ညက်တရားကလူကိုဖြုံးမှတ်စီဖို့မဟုတ်ဘူးဩအခန်းငယ်20မှာဆိုထားတယ်လေပြည့်ညက်တရားအားဖြင့်အဖြစ်ကိုတည်နာရတယ်ဟွန်းဆိုတော့ပြည့်ညက်တရားကမန်လိုပဲလားကို့ချိုးယွင်းချက်ကိုမြည်အောင်ပြတာမျိုးဟုတ်တယ် ဲ့လိုဆိုနိုင်တယ်ကိုမအညစ်အကြေးပေးနေတာပြတယ်ဒါပေမဲ့အဲ့ဒါကိုဆေးကြောပြလို့မရဘူးယောဂရှားတဲ့ကိရိယာလိုပဲယောဂကိုပြုတ်ပြနိုင်တယ်ကုပြတဲ့ဆေးမဟုတ်ဘူးသဘောပေါက်ပြီဒါဆိုပြည့်ညက်တရားကလူကိုသူ့အခြေအနေသိစေပြီးတခြားအဖြစ်တစ်ခုရှာဖို့လမ်းညွှန်ပြတာမျိုးလားအေးအေးသဘောကပုံမှန်နေကညာပြည့်ညက်တရားကဖះရဲ့ဆန်နှုံးအမြင့်ကြီးကိုပြတယ်အဲ့အနေချင်းကြီးလိုက်တော့ဘယ်သူမှမမြင်နိုင်ဘူးဆိုတာပေါ်လာရော ့ဘာသာကိုယူဆောင်ပြီးကယ်တင်ခြင်းရမယ်ဆိုတဲ့အတွေးကမားနေလေဆိုတာကိုပြတာကိုကို့အပြင်းပမာအဖြေရှားဖို့တွန်းအားပေးတယ်။ဟွန်းဒါကြောင့်အားလုံးကတန်းတူပဲအကူအညီလိုအပ်နေတယ်ဆိုတဲ့နှိတ်ချမှုကိုဖြစ်စေတာပေါ့နော်။ဒါပေါ့ကောင်းပါပြီ။လူသားအားလုံးအပြစ်ရှိတယ်။ပညာတရားကလည်းအပြစ်ကိုပဲတည်စေတယ်။ဒါဆိုမျောလင့်ချက်မရှိတော့ဘူးလား။အာဒီနေရာမှာအခန့်ငယ်27ကစပြီးအပြောင်းလဲကြည့်လာပြီယခုမူက ဆိုပြီးစထားတာကတည်င်းကောင်းလာတော့မယ်ဆိုတဲ့အရေးအယောင်ပဲမှန်ပဲယခုမူကပြည့်ရတရားနဲ့မဆိုင်ပဲဖျားသခင်ဖြောင့်မတ်ခြင်းတရားသည်ထင်ရှားလက်ရှိ၏လို့ဆိုထားတယ်ဆိုလိုတာကဖျားရဲ့ဖြောင့်မတ်ခြင်းကိုရဖို့နီးနန်းတစ်တစ်ခုပေါ်လာပြီးဒါကလူရဲ့ပြည့်ရလိုက်နာနိုင်မှုအပေါ်မှာမမူတည်ဘူးဒါပေမဲ့ဒါကအရင်ကတည်းကတမဟုံးချမ်းမအရေးဖျားခဲ့တတ်တည်ခံခဲ့ပြီးသားပါတဲ့ကဲအရေးကြီးဆုံးမိကွန်းကဒါဆိုအဲ့ဒီဖြောင့်မတ်ခြင်းတရားကို ဘယ်လိုရမလဲဟုတ်ပြီအခန်းငယ်20နေမှာရှင်းနေတာပဲထိုတရားကယေရှုခရစ်ကိုယုံကြည်သောအားဖြင့်ယုံကြည်သောသူရှိသည်များတို့အားရောက်တော်ဘုရားသခင်ဤဖြောင့်မခြင်းတရားချစ်သည်အာယုံကြည်ခြင်းအားဖြင့်ပဲပေါ့ဟုတ်တယ်ယေရှုခရစ်ကိုယုံကြည်ခြင်းအားဖြင့်ပဲပြီးတော့လူမျိုးနောက်ခံဘာမှမခွဲဘူးယုံကြည်သူတိုက်သွက်ပဲ ဘာလို့လဲဆိုတော့ဘာလို့လဲဆိုတော့အခန်းငယ်23မှာပြောင်းပြောတယ်လေလူအပေါင်းတို့ဒီဒုစရိုက်ကိုဖြူ၍ဖျားသခင်ဤရှေ့တော်၌အသေးသေးပြတ်ကြပြီအလုံးလိုအပ်နေလို့ပဲဟုတ်ပါပြီဒီနေရာမှာဂျေစုတော်အဖင်အခမ်းမဲ့ဖြောင့်မင်ရသူရောက်ခြင်းဆိုတာကိုဆက်ရှင်းထားတယ်အခန်းငယ်24မှာอืมယုံကြည်တော်သူတို့ဒီအဘဲအခွင့်မရမရပဲဖျားသခင်ဤဂျေစုတော်ကြောင့်အပြစ်လွတ်ခြင်းအခွင့်ကိုရကြဤလို့ဆိုထားတယ်ကိုလို့လို့ရတာမဟုတ်ဘူးအလကားရတဲ့လက်ဆောင် ဖျားရမေတ္တာနဲ့ဂျေဇူးတတ်တဲ့အကြောင်းကိုအတိအကျပဲဒီလိုအလကားရပဲဖြောက်မှတ်ခြင်းဘလို့ဖြစ်နိုင်တယ်လဲဆိုတာကိုအခန်းငယ်25မှာရှင်းပြတယ်အဲ့ဒီမှာအပြည့်ဖြေရာပူဇော်တတ်က Atoning Sacrifice ဆိုတဲ့အယူအဆဝင်လာပြီအပြည့်ဖြေရာပူဇော်တတ်ကဟုတ်ကဲ့ဖျားသခင်ဒီယေရှုခရစ်ကိုယုံကြည်သောသူတို့အားအပြည့်ဖြေစရာအကြောင်းဖြစ်စေခြင်းကထိုးသခင်၏အတွေ့တော်အားဖြင့်စီရင်တော်မူ၏ဆိုလိုတာကယေရှုရဲ့အသေးခံခြင်းကို ဖီးယားသခင်က လူတွေရဲ့အဖြစ်အတွက်အဖြစ်တစ်ခုအဖြစ်ရစ်တစ်ခုအဖြစ်သတ်မှတ်လက်ခံလိုက်တာဒီအပြစ်ဖြေရာပူဇော်တက်ကဆိုတာကိုနည်းနည်းလေးပူရှင်းပြပါလားတကဖီးယားသခင်ရဲ့တရားမျှတာမှုမေတ္တာရုံနဲ့ဘလို့ဆက်ဆက်နေတာလဲကောင်းတယ်မေခုံးမဖီးယားသခင်ကတစ်ဖက်မှာအဖြစ်ကိုလုံးဝမုန်းတဲ့တရားမျှတာတွေဖျားအဖြစ်ကိုတန်ခတ်ရမယ်ဟုတ်ကဲ့တစ်ဖက်မှာကျတော့အလွန်ချစ်ပြီးတနာတတ်တဲ့ဖျားအဖြစ်သားတွေကိုကယ်ခြင်းနဲ့ဟုတ်ပြီဒီနှစ်ခုကိုဘလို့ညီအောင်လုပ်မလဲ ဟေးယေရှုခရစ်ရဲ့အသေးခံခြင်းကအပြည့်ပဲယေရှုကအပြစ်သားတွေအတွက်အပြစ်တံကိုခံလိုက်တယ်။ဒါကြောင့်ဖခင်ရဲ့တရားမြတ်တော်မူကျင်းထသွားတယ်။တစ်ချိန်တည်းမှာပဲယေရှုကိုယုံကြည်တဲ့သူတွေကိုအပြစ်လွတ်ပြီးဖြောင့်မတ်တယ်လို့သတ်မှတ်ပေးလိုက်တော့သူရဲ့မေတ္တာနဲ့ခြေဆုကလည်းပေါ်လွင်သွားတော့။အော်ဒါကြောင့်အခန်းငယ်26မှာဖခင်တခင်ကကိုတော်တိုင်ဖြောင့်မတ်တော်မူပြီး ယေရှုကိုယုံကြည်သူကိုလည်းဖြောင့်မတ်စေတဲ့သူဖြစ်ကြောင်းပြတယ်လို့ဆိုတာကိုအတိအကျပဲဒါကြောင့်ယုံကြည်ခြင်းကအဓိကဖြစ်သွားတာကိုအားထုတ်မှုမဟုတ်တော့ဘူးဒါကတကယ်ဧဝံဂေလိတရားရဲ့အနှိမ့်ချုပ်ပဲကားတိုင်းမှာဖခင်ရဲ့ဖြောင့်မတ်ခြင်းနဲ့မေတ္တာတော်ပေါင်းစုံထွားတာပဲကေတင်ချင်းဆိုတာလက်ဆောင်တတ်တတ်ပဲဟုတ်တယ်ဒါကြောင့်ကိုပါတော့ကိုကောင်းမှုလုပ်ပြီးကေတင်ချင်းရမယ်ဆိုတဲ့အတွေ့ကိုဆွတ်လွတ်ဖို့လိုတယ်လက်ခံရယူယုံပဲကဲ ီလိုယုံကြည်ခြင်းအပြင်အလကားပြောင်းမရရာချင်းရဲ့နောက်ဆက်တွဲအကျိုးကိုအခန်းငယ်29ကနေ37မှာဆက်ပြောထားတယ်။အဓိကကပါလဲဆိုတော့အဓိကကတော့လူဘက်ကဝါကြွားစရာဖမ်းမမရှိတော့ဘူးဆိုတာပဲ။အခန်းငယ်29မှာမေးရတယ်လေ။ဝါကြွားခြင်းဒီအဘဲမှာရှိသနည်းပပျောက်လိမ့်ပြီတဲ့။ဟုတ်ကဲ့။ဘာကြောင့်ပျောက်သွားလဲအကျင့်ကြောင့်လား။မဟုတ်ဘူး။ယုံကြည်ခြင်းတရားကြောင့်ပျောက်သွားတာတဲ့။ ကို့အကျင့်ကို့မျိုးရိုးကို့ဘာသာရဲ့လူဆောင်မှုကြောင့်ရတာမဟုတ်တော့ငါတော်လို့ဆိုပြီးဝါးကြွားစရာမရှိတော့ဘူးဝိညာဉ်ရေကမာနကိုဖြုတ်ချလိုက်တာပဲဒါကြောင့်အခန်းငယ်နေဆရှိမှာလူဒီပြည့်ညက်တရားဤအကျင့်ကိုမကျင့်ပဲယုံကြည်ခြင်းအဖြစ်သာလင်ဖြောင်းမှရတို့ရောက်တည်ဟုငါတို့ဒီသဘောကျကြည်ဤလို့အခိုင်အမာဆိုလိုက်တာပေါ့မှန်ပါတယ်ဒါအပြင်ဒီယုံကြည်ခြင်းနိလန်းကဖျားရဲ့ကဘာလုံးဆိုင်ရာအကြံစီနဲ့လဲကိုက်နေတယ်ဖျားကဂျူးတွေရဲ့ဖျားပဲလားမဟုတ်ဘူးလေ တပားမျိုးသားတွေရဲ့ဖျားလဲဟုတ်တယ်ဘာလို့လဲဆိုတော့ဖျားကတပားတည်းပဲလူအလုံးကိုကဲတင်မှုနီလန်းကလည်းတခုတည်းပဲအဲ့ဒါယုံကြည်ခြင်းပဲဒါဆို နောက်ဆုံးမေးစရာတစ်ခုကယုံကြည်ခြင်းကိုပဲဒီလောက်အလေးပေးနေတော့ပြည့်ညတရားကတန်ဖိုးမရှိတော့ဘူးလားယုံကြည်ခြင်းကပြည့်ညတရားကိုဖျက်လိုက်တာလားအဲ့ဒါလေးစိုးရင်တကြတယ်ဒါပေမဲ့ရှင်ပေါလုကအခန်းငယ်37မှာရှင်းရှင်းလေးဖြေထားတယ် ယုံကြည်ခြင်းအဖြစ်ပြည့်ညတ်တရားကိုငါတို့သည်ဖြတ်ကြသလားမဖြတ်ပြည့်ညတ်တရားကိုတီးစေကြ၏တဲ့။အော်မဖြတ်ဘူးတီးစေတယ်ဆိုပါလား။ဟုတ်ကဲ့ယုံကြည်ခြင်းကပြည့်ညတ်တရားကိုဖြတ်တာမဟုတ်ဘူး။ပြည့်ညတ်တရားရဲ့တကယ့်ရည်ရွယ်ချက်ကိုပြည့်စုံစေတာအတီးဖြို့တာ။ပြည့်ညတ်တရားကဘာလို့အလဲဖြောင့်မတ်ခြင်း။ဘာပြဿနာရှိလဲအဖြစ်ဆိုတာပြတယ်။ယုံကြည်ခြင်းကအဲ့ဒီလူအချက်ကိုခရစ်တော်ကဖြည့်ဆည်းပြီးပြီဆိုတာကိုလက်ခံလိုက်တာ။ ။ဆိုတော့ပညာရဲ့တောင်းဆိုချက်ကိုခရစ်တော်အားဖြင့်ပြည့်စုံစေတာကိုလက်ခံတာပေါ့။ရှင်းသွားပါပြီ။ဒါဆိုဒီနေ့ဆွေးနွေးခဲ့တဲ့ယောမတုံးရဲ့အဓိကအချက်တွေကိုပြန်ချုပ်ရရင်လူအလုံးအပြစ်သားပဲ။ပညာတရားလိုက်နာရုံနဲ့မလုံလောက်ဘူး။ပညာတရားကအပြစ်ကိုတီးစေဖို့ပဲ။ကယ်တင်ခြင်းနဲ့ဖြောင့်မတ်ခြင်းကယေရှုခရစ်ကိုယုံကြည်ခြင်းအားဖြင့်လူတိုင်းအတွက်ရနိုင်တဲ့ဖျားရဲ့အခမလက်ဆောင်ပဲ။ဒါကြောင့်ဝါကြွားစရာမရှိဘူး။ဟုတ်ပါတယ်။အဲ့နှစ်ချို့ကဒါပါပဲ။ ဒီအမှန်တရားတွေပေါ်မူတည်ပြီးဆက်စင်းစားစရာလေးတခုပြောချင်နေဟုတ်ကဲ့ပြောပါခင်ဗျာကဲတင်ချင်းကကိုယ့်အလုပ်ကြောင့်မဟုတ်ဘူးယုံကြည်ခြင်းကြောင့်ပဲဆိုတဲ့ဒီနားလည်မှုကကျမတို့လက်တွေဘဝကိုဘလို့တုံသွင်းတင်တယ်လဲပေါ့အထူးသဖြင့်ကိုယ်နဲ့မတူတဲ့သူတွေနောက်ခံယုံကြည်ချက်ကွဲပြားသူတွေကိုဘလို့မြင်မလဲကိုယ့်ရဲ့ဝိညာဉ်ရေးမာနကိုဘလို့စစ်ဆေးမလဲနေ့စဉ်အသက်တာမှာဒီယုံကြည်ခြင်းကိုဘလို့လက်တွေပြမလဲအဲ့ဒါလေးတွေဆက်ဆင်ခြင်းကြည့်ဖို့ပေါ့တကယ်ကိုစဉ်းစားစရာအချက်ပါပဲ။ ကဲဒီနေ့ယောမအခန်းကြီး၃ကိုအထူးထူလည်လာခဲ့ကြတာကြိုးရှိမိလို့မျှော်လင့်ပါတယ်ဒီအချက်လက်ဒီပြင်ဆင်ရမှာအရိကကိုကခဲတဲ့ The Wise Believers ကိုလည်းယေရှုတင်ကြောင်းထပ်ပြောခြင်းပါတယ်နားတော်ပေးခဲ့ကြတဲ့တို့လည်းယေရှုတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာဆွေးနွေးမှုလေးနဲ့ပြန်ဆုံကြပါအောင်မယ်ခင်ဗျာ